ခုခေတ်အပျော်မြင်ခံတဲ့မိန်းကလေးတွေကိုပြောပြချင်တဲ့အကြောင်းအရာလေးတစ်ခုရှိရဲ့ရှင်။အိမ်အောင်တဲ့ယောက်ျားတယောက်ကကိုယ့်ကိုလာပြီးသဘောကျတယ်၊ဂီယူဆိုင်ပြရဲ၊တံမိုးထားတယ်၊အလေးနဲ့ထားပါတယ်ဆိုတာတကယ်ဖြစ်နိုင်ပါမလား။ဖြစ်နိုင်ဘူး။တကယ်မြစ်တာစင်မြစ်တာအမှန်တာဆိုရင်ကိုယ့်ရဲ့အချစ်ကြောင့်မိန်းကလေးဘက်အပျော်မိန်းကလေးဘက်မှာတိတ်ခါကြမှာအိမ်အောင်တဲ့ယောက်ျားအစိုးရင်ပါပဲ။သူကတကယ်ချစ်တယ်ဆိုရင်လွတ်လွတ်ကင်ကင်ဖြစ်နေတဲ့အချိန်မှာပဲသူလာလိမ့်မယ်ညီမလေး။နောက်မိန်းမနောက်ယောက်ျားဆိုတာကညီမဗုဒ္ဓဘာသာအသားမှာအရန်နှောက်ရှုံတာထုံးစံမယ်။အဲ့ဒါကိုအပျော်မြင်ခံထားတဲ့မိန်းကလေးတွေက အိမ်ကောင်တဲ့ယောက်ျားကကိုကိုလာပတ်သက်တာလာကြိုက်တာကိုအဟုတ်ကြီးရမ်းထင်ကြတယ်။အဲ့ဒီအချစ်ကိုပဲသူတို့ရဲ့အချစ်ကိုပဲအချစ်စစ်လို့ထင်ကြတယ်။မရငယ်မရှိဘူးမရပြိုင်ပဲရှိတာဆိုရင်မရကြီးကိုသွားပြီးချေရတိုင်းရတဲ့အပြုံမင်းကလေးတွေအများကြီးရှိရဲ့ရှင်။အဲ့ဒီမင်းကလေးတွေကိုပြောချင်တာကဝတ်ဆိုတာမလဲတော့ဘူးလား။ကိုတော်မှ တယုတ်တရတံမိုးထားထားတဲ့အရာကိုလာလို့ရင်ကျင့်တ်လာရှင်မကျင့်တ်ဘူးမကြိုက်ဘူးရှင်တချို့ရဲ့ဘဝတွေကဒီအိမ်ောင်တဲ့ယောက်ျားရဲ့နောက်မှာပါနေတဲ့မိသားစုတွေရှိမယ်တာသမီးတွေရှိမယ်အတိုင်းဝိုင်းတွေရှိမယ်သူတို့အတွက်တာသမီးတွေအတွက်အိမ်ောင်တဲ့မိန်းမ